မိတိတပုံချက်မှာမိတို့ပင်ရေးသားထားသည့်ဖြစ်စေမိတိရှေးစာစုအကြုံမော်ကရေးသားခဲ့ဘူးသည့်ဖြစ်စေမိုးကိုမာလုံးကြီးတဲ့ချောင်းနဲ့ဂါကြီးတဲ့ဝဆနှလုံးပေါလို့စလုံးပေါလို့ရှိရင်မှားတယ်လို့ကျွန်တော်ကပြောတော့တချို့ကမခံချင်ကြပါဘူးတကယ်တော့ကျွန်တော်ကဒီစလုံးအကြောင်းကိုပြောဖို့ရည်ရွယ်ချက်အစတော့မရှိပါဘူးဘာလို့မရှိတယ်လဲဆိုတော့အဲ့ဒီမာလုံးကြီးတဲ့ချောင်းကင်း ဂါဂျီတက်ဝိဆာနှလုံးပေါက်ဆိုတဲ့စလုံးအကြောင်းကိုဆရာမွန်တနိုလည်းဒီချိန်မှာဆောင်းပါရေးခဲ့ပူပြီးသားဆိုတော့လူတော်တော်များများသိပြီးသားဖြစ်တော့တယ်လို့ယူဆလို့ပါကျွန်တော်လည်းအဲ့ဒီအကြောင်းကိုဆောင်းပါရေးပူပါတယ်ဆရာမွန်တနိုနဲ့လည်းအင်တာဗျူးလုပ်ပြီးတော့ကျွန်တော်အလင်္ကာဘလက်ဘန်ရေဒီယိုအစီအစဉ်ကနေပြီးတော့လွှင့်ခဲ့ပူပါတယ်ဆရာကြီးဦးထွန်းတင်နဲ့မေးမြန်းပြီးတော့လည်းအတန်းလွှင့်ပူပါတယ်အဲ့ဒါကြောင့်မလို့တော့ဘူးထင်လို့ အစလုံးကတော့ပြန်မရေတော့ဘူးလို့ပါပဲဒါပေမဲ့ဒီမာလုံးကြီးတဲ့တချောင်းကဂါကြီးတက်ဝဆနှလုံးပေါက်ဆိုရဲစလုံးကိုပြန်ဆွဲထုတ်ပြီးတော့မြမစာလေ့လာတဲ့အုပ်စုတွေထဲမှာပြန်တင်လာတာတွေ့ရတော့နည်းနည်းတော့ပြောဥမှပဲလို့တွေးမိလာပါတယ်တချို့ကဘယ်စလုံးမှမဖြစ်ဖြစ်ဒီလိုရေးရမယ်လို့ပြတ်ထွက်တဲ့လူကသတ်မှတ်ပေးလိုက်လို့ရှိရင်အဲ့ဒါ တပ်ဖို့အမှန်ဖြစ်သွားတာပဲလို့အထင်မြင်ယူဆနေကြတဲ့သူတွေလည်းရှိတော့အဲ့ဒါလို့မဟုတ်ကြောင်းလဲတစ်ဆက်တည်းပြောချင်လို့ပါတချို့လူတွေကဆိုလို့ရှိရင်မြန်မာစာအဖွဲ့ကဆရာကြီးတွေဟာသူတို့ကြိုက်တဲ့စလုံးတွေကိုတပ်ဖို့ဖြစ်သူတို့ဘာသာသူတို့ပြတ်ထန်းနေကြတာပဲပြတ်ထန်းမစီပေါ့ငါတို့လည်းငါတို့ကြိုက်တဲ့စလုံးပေါင်းနဲ့ငါတို့ဘာသာရေးချင်တာရေးမယ်ဆိုတဲ့အထီးအမြင်တိတ်ဆောင်းကြတာမျိုးကိုလည်းတွေ့ရပါတယ်အဲ့ဒါလို့ ရုပ်နေတာမဟုတ်ကြောင်းကိုနောက်ပိုင်းမှာရှင်းပြပါမယ်။စကားမဆက်အခုဆိုလို့ရှိရင်မြန်မာစာအဖွဲ့ကတပ်ပုံချက်အစ်စ်တိဖြတ်ပြတ်ထန်းဖို့အတွက်အကြံပြုချက်တွေကိုဖိတ်ခေါ်နေပါတယ်။ပြင်သစ်ပြင်တိုက်တဲ့စလုံးရှိတယ်လို့ထင်လို့ရှိရင်မြန်မာစာအဖွဲ့ကိုစာပေးဖို့အကြံပြုနိုင်ကြပါတယ်။ဘာကြောင့်ဘလို့ပြင်သစ်နေဆိုတာကိုတော့အကျိုးကြောင်းစီလျော့အောင်တော့ပြောပြနိုင်ရမှာပေါ့ဗျာ။ကိုပညာကိုယုံတဲ့သူတွေအကြံပြုကြပါ။ ကဲဒီမာလုံးကြီးနဲ့တချောင်းခင်ဂါကြီးတက်ဝိဆာနှလုံးပေါင်းဆိုတဲ့စလုံးပေါင်းအကြောင်းကိုဆက်ပြောအောင်ပါမြန်မာစကားအပေါ်မှာပါဠိဘာသာရဲ့လွန်မှုမှုကတော်တော်ကြီးပါတယ်မြန်မာဘာသာစကားထဲမှာအများဆုံးငွေစားထားတဲ့ငွေစားစကားလုံးဟာလည်းပါဠိစကားလုံးပါပဲအဲ့တော့တချို့ပါဠိတက်ပုဂ္ဂိုလ်ကြီးများဟာတွေ့တွေ့တဲ့မြတ်စလုံးကိုပါဠိသက်လို့ကြည်ပဲထင်ကုန်ကြပါတယ်မိုးဆိုတဲ့စကားလုံးဟာလည်း ပါဠိစကားဖြစ်တဲ့မေခါကနေစဉ်သက်လာတယ်လို့ယူဆပြီးတော့မာလုံးကြီးတင်တချောင်းကဂါကြီးတက်ဝတ်စာနှလုံးပေါက်လို့ရေးရမယ်ဆိုပြီးတော့ပြောလာကြတာပါတကယ်တော့မေခါဆိုရဲစကားလုံးကလည်းမိုးအတိတ်ပဲမဟုတ်ပါဘူးမိုးတိတ်ဆိုရဲအတိတ်ပဲထွက်တာပါပြီးတော့မိုးဆိုတဲ့စကားလုံးမှာဗမာစကားစစ်စစ်ဗမာရင်းမြစ်ဖြစ်ကြောင်းသိထင်ရှားပါလေ။တခြားနေရာတွေထက် နည်းနည်းလေးပွားနေဖောင်းနေမြင့်နေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုမိုးတယ်လို့ခေါ်ပါတယ်မလုံးကြီးတင်တစ်ချောင်းနေမိုးပါမိုးထက်နည်းနည်းပို့ပြီးတော့မြင့်လာတယ်ဆိုလို့ရှိရင်အဲ့ဒါကိုမိုးတယ်လို့ခေါ်ပါတယ်အဲ့ဒီထက်အပေါ်ပိုင်းတစ်ခုလုံးကို crunch of meat သွားပြီဆိုလို့ရှိရင်တော့အဲ့ဒါကိုမိုးတယ်လို့ခေါ်ပါတယ်မြန်မာစကားဟာတက်ကြတဲ့ဘာသာစကားဖြစ်တဲ့အတွက်မိုးမို့မိုးဆိုတဲ့ စကလုံးတွေကိုကြည့်လိုက်လို့ရှိရင်သုံးလုံးစလုံးမှာအနက်ထင်ရှားပေါ်လွင်နေတာကိုတွေ့ရပါတယ်။တချို့စလုံးတွေမှာဆိုလို့ရှိရင်သုံးလုံးစလုံးမထင်ရှားဘဲနဲ့တစ်လုံးတန်တီနှလုံးတန်တီလောက်မှာပဲအနက်ထင်ရှားတာမျိုးတွေရှိပါတယ်။အခုဒီစကလုံးကတော့သုံးလုံးစလုံးမှာအနက်ထင်ရှားပေါ်လွင်လို့တော့မိုးဆိုတဲ့စကလုံးဟာမြမစကားစစ်စစ်ဆိုတာယုံမတန်တရားဖြစ်เสียလုံးဝမရှိပါဘူး။ဒီတော့ မေဃကနေလာတယ်လို့ယူဆတဲ့ပါဠိဆရာကြီးများရဲ့ယူဆဟာမှားပါတယ်တသက်အတွေးခေါ်တာပါအဲ့ဒါကတစ်ချက်ပါဒုတိယတစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်မေဃကနေပါဠိပြည့်အနေနဲ့စဉ်သက်လာတာဖြစ်ခဲ့လို့ရှိရင်အဲ့ဒါလို့သာဖြစ်မယ်ဆိုရင်ဖြစ်ချင်းဖြစ်သဝေထုမှဂါကြီးတက်လို့သာဖြစ်ဖို့ရှိပါတယ် မလုံးကြီးတင်တချောင်းငယ်ဂါကြီးတက်ဝတ်စာနှလုံးပေါက်ဆွဲပြီးကြတော့ပြောင်းလဲသွားကြအကြောင်းလုံးဝကိုမရှိတာပါပြဒနာကတဝေထိုးမဂါကြီးတက်ဆိုလို့ရှိရင်လည်းအတန်ထွက်ရင်မစ်လို့သာအတန်ထွက်ဖို့ရှိပါတယ်မိုးလို့အတန်ထွက်ချင်တာအကြောင်းရှိပါဘူးအဲ့တော့မိုးလို့လည်းအတန်ထွက်စေခြင်းမိကားကနေလာချောင်းနဲ့အမှတ်သားပြုခြင်းအဲ့လိုတွေဖြစ်ပြီးကြတော့မလုံးကြီးတင်တချောင်းငယ်ဂါကြီးတက်ဝတ်စာနှလုံးပေါက်ဆိုပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် student transfer ပြီးတယ်လို့တောင်မှပြောလို့ရပါတယ်ခက်တာကအဲ့ဒီမာလုံးကြီးတွေတစ်ချောင်းနဲ့ဂါကြီးတပ်ဝစ်စာနှလုံးပေါင်းဆိုတာကလည်းမိုးလို့ဘလို့မှကိုအတန်ထွက်လို့မရတာပါမာလုံးကြီးတွေဂါကြီးတပ်ဟာအနည်းဆက်ဆုံးအတန်ထွက်ရမယ်ဆိုလို့ရှိရင်မိုက်လို့ပဲအတန်ထွက်ပါလိမ့်မယ်အဲ့ဒီမိုက်ကိုဝစ်စာနှလုံးပေါင်းထည့်ရင်လည်းမိုက်လို့ပဲအတန်ထွက်ပါလိမ့်မယ် ဆရာကြီးခဏခဏပြောပြီးသားပါဟိုပြောတာကတော့မိုးကာကြီးတက်ထဲတဲ့ကိစ္စဟုတ်တယ်အဲ့ဒါဘာမှမဆိုင်ဘူးဆိုတာအဲ့ဒါဟိုဆရာကြီးပြောဖူးပြီးသားပါဟိုဒါပေမဲ့လေဒါပေမဲ့ဟိုကျွန်တော်တခုစဉ်းစားတာကဟိုအဲ့ကမအလုံးကြီးတင်တချောင်းငင်ကာကြီးတက်ကဆရာကြီးမိုက်လို့တမ်းမထွက်ဘူးလားအမှန်တော့ကာကြီးတက်ဆိုတော့မိုက်လို့ပဲထွက်ရမှာပဲဗျာကာကြီးတက်ဆိုတာကကျွန်တော်ကငယ်တဲ့နဲ့အတူတူပဲလို့သဘောထားမှာပေါ့နော် ကံငယ်တဆွေလည်းမိုက်ပဲထမှာပဲဒါပေမဲ့ကံငယ်တဖြစ်ဖြစ်ကာကြီးတဖြစ်ဖြစ်ထွက်ချင်းတွင်ကာကြီးတဲ့ပဲထွက်မှာပေါ့အချောင်းငယ်နဲ့ဆိုလို့ရှိရင်မမတချောင်းငယ်ခါဝေးသားဆွေလည်းမဟုတ်ပဲထွက်တာပဲအဲအဲ့တော့ဘာပဲဖြစ်ဖြစ်အဲ့ဒီကောင်ကကာကြီးတဲ့နဲ့ထွက်မယ်ဒါတောင်းကာကြီးတဲ့ဆိုတာကအဲ့လုံးဝတချောင်းငယ်ကာကြီးတဲ့မို့ပြောတာပါ တခြားနေရာမှာတခြားသက်တွေတောင်ဖြစ်ချင်ပြုံးမယ်။မိုက်အဲမိုးကိုကာကြီးတဲ့နဲ့ရေးရင်တေချာတယ်ဗျ။မိုးလို့တော့မထွက်နိုင်ဘူး။မိုက်ပဲထွက်မှာပဲ။အဲ့ဒါကြောင့်အတန်ထွက်တောင်မှမှန်မှန်နဲ့အဲ့ဒီစကလုံးကြီးဟာဘဲခစ်ကအားပဲပြတ်ထွက်ခဲ့သည် ဖြစ်စေဘဲအကျော်အမော်ပုံကူကပဲကြိုက်လို့ရေးသားခဲ့ဘူးသည်ဖြစ်စေမှားဘူးမှားတယ်လို့ကျွန်တော်ပြောတာပါ။လူနာပဲဆိုလို့ရှိရင် ိုကြိုက်တယ်လို့ slow ပေါင်းလို့ရတယ်မဟုတ်လားလို့တချို့ကပြောကြပါလေဟုတ်ပါတယ်အဲ့လိုပေါင်းလို့ရှိကြပါတယ်ပေါင်းလို့ရတယ်ဆိုတာလားဗျာဒါပေမဲ့အတန်အတွက်မှန်ဖို့တော့လိုပါလိမ့်မယ်ဥမာပြောရရင်ငိမ့်ကိုငါရရဲ့လုံကြီးတင်မတ်သက်ဝတ်ဆက်နှလုံးပေါင်းနဲ့ငိမ့်လို့လည်းရတယ်လို့ညလုံကြီးတင်နငယ်သက်ဝတ်ဆက်နှလုံးပေါင်းနဲ့ငိမ့်လို့လည်းရေးလို့ရပါတယ်ညလုံကြီးတင်မတ်သက်ဝတ်ဆက်နှလုံးပေါင်းငိမ့်လို့ရေးလည်းရတာပါပဲ ဒါထက်ထွင်ရင်သေးတယ်ဆိုလို့ရှိရင်ငါရရဲ့လုံးကြီးတင်နတ်ငယ်သက်ဝတ်ဆက်နှလုံးပေါက်ငိမ့်တို့ညာလုံးကြီးတင်နာချီသက်ငိမ့်တို့ပေါင်းရင်သေးရယ်ပေါင်းလို့ရပါတယ်ကြဲအဲ့တော့လူနာမည်မောင်မိုးဆိုတော့ဗျာအဲ့ဒီမောင်မိုးကသူ့နာမည်ကိုမိုးနေရာမှာမာလုံးကြီးတင်ဂါကြီးသက်ဝတ်ဆက်နှလုံးပေါက်လို့ဆလုံးပေါက်လို့ရှိရင်မရဘူးလားလို့ဆောရကတက်တယ်ဆိုတော့ ပေါင်းခြင်းတပတ်ဆိုရင်တော့ပေါင်းပေါ့ဗျာဒါပေမဲ့သူ့နာမည်စလုံးပေါင်းရဲ့အတန်အတွက်အမှန်ကတော့မောင်မိုက်ပါတခြားလူတွေကဒါဘာရေးခြင်းလဲဆိုတာကိုသိလို့မောင်မိုးလို့ပဲခေါ်ကြတယ်ဆိုလို့ရှိရင်သူ့ဟာကအစင်တော့ပြေးနိုင်ပါတယ်ဒါပေမဲ့စလုံးပေါင်းမှားနေတယ်အတန်အတွက်မှားနေတယ်ဆိုတာကိုတော့သတိပေးခြင်းပါတယ်ခုနမဲ့ကိုပေါင်းတာဘလို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အတတ်အတွက်မှန်မှန်နဲ့စလုံးပေါင်းနဲ့ပေါင်းထားတာကိုလည်း ကျေတတ်တယ်ဆိုလို့ရှိရင်တော့သဘောပေါ့လေ။အော်ဒါနဲ့ဟိုဆော့ဆော့ကငိမ့်စလုံးပေါင်းနဲ့မှာကြံ့ကြံ့ပပန်းညာလုံးကြီးတင်တချောင်းငယ်နတ်ငယ်သက်ဝတ်စာနှလုံးပေါက်နဲ့ပေါက်လို့ရှိရင်ရလာလို့ပြောတဲ့သူလည်းရှိပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့အတန်တော့ကမမှန်ပါဘူးညာ။အဲ့ဒါလို့စလုံးပေါင်းထားလို့ရှိရင်ညိုင်းလို့ပဲအတန်ထွက်ပါတယ်။ကောင်းငယ်လုံးကြီးတင်နာကြီးတက် ဝတ်ဆက်နှလုံးပေါင်းနဲ့စလုံးပေါင်းအတူတူဖြစ်နေပြီပဲဗျာတိတယ်မှာเนาะအဲ့တော့ကျွန်တော်တို့စစောကစကားကိုပြန်ဆက်ကြအောင်ပါမာလုံးကြီးတင်ဂါကြီးတက်ဝတ်ဆက်နှလုံးပေါင်းဆိုရက်စလုံးပေါင်းဟာအတွေးခေါင်ချင်းစတန်ထွန်ချင်းမာရွေးချင်းတွေရောထွေးနေတဲ့စကလုံးတစ်လုံးပဲဖြစ်တယ်လို့ပြောရမှာပါကေတဘုံဆရာတွေကသူတို့ပြတ်ထွက်နေတာပြတ်ထွက်လို့ရတယ် သူတို့ပြဌာန်းလိုက်ရဲ့အတီဖြစ်သွားတာပဲလို့ဆိုတဲ့သူတွေကိုမေးပြရစီတကယ်လို့များမိုးကိုမအလုံးကြီးတင်ကာကြီးသက်ဝဆာနှလုံးပေါလို့စလုံးပေါ်ရမယ်လို့များပြဌာန်းခဲ့တယ်ဆိုလို့ရှိရင်ဖြစ်နိုင်မလားလက်ခံကြမလားသဘောတူနိုင်ကြပါမလားအခုမလုံးယူတင်ဂါကြီးတဲ့ဝစ္စာနှလုံးပေါဆိုတဲ့စလုံးဟာလေအဲ့ဒီစကလုံးနဲ့တိတ်မထူးလာဘူးရ။အဲ့ဒါတော့အထိစိုးပါတယ် တပ်ပုံကျဲပြတ်ထိုင်နေဆိုတာဆရာကြီးများကသူတို့ကြိုက်တဲ့စကလုံးတိုင်းပေါ့ရမယ်ဆိုပြီးတော့သတ်မှတ်ပေးနေတာမဟုတ်ပါဘူးအဲ့ဒါလောက်ထိစီမက်ကမ်းမယ်မဟုတ်ပါဘူးဗျာဒါဆိုရင်တပ်ပုံကျဲဟောင်းတွေကိုကင်ပြီးတော့ကျဲဟောင်းတွေမှာပြတ်ထန်းခဲ့တဲ့အတိုင်းပြတ်ထန်းတာလားဆိုတော့အဲ့ဒါလိုလည်းမဟုတ်ပါဘူးတပ်ပုံကျန်းတွေအားလုံးကိုဆရာကြီးတွေကဖတ်ပါတယ်အထင်မသေးကြပါနဲ့ဆရာကြီးတွေဟာသူတို့ဘာသာရက်မှာတိတ်နှက်ဆက်ပါတယ်အလွန်စာဖတ်ကြပါတယ် ခင်ဗျားတို့ကျွန်တော်တို့ဖတ်ဖူးသမျှတပ်ပုံကျမ်းတွေကိုဆရာကြီးတွေအကုန်ဖတ်ဖူးပါတယ်ကျွန်တော်တို့မဖတ်ဖူးတဲ့ရှာရှာပါပါစာအုပ်တွေကိုလည်းဆရာကြီးတွေဖတ်ဖူးကြပါတယ်ကြောက်စာတွေပေစာတွေပြုတ်တွေခပြားတွေကိုလည်းဆရာကြီးတွေကစုံအောင်နှက်စားအောင်ဖတ်ကြပါတယ်အနည်းဆုံးတော့ဗျာကျွန်တော်နဲ့ရင်းနှီးတဲ့ဆရာကြီးဦးထွန်းတင်ဟာအဲ့ဒါလိုစာတွေကိုစုံအောင်ကုတ်အောင်ဖတ်ဖူးတဲ့သူဆိုတာကျွန်တော်တိတိကျကျသိပါတယ်ကုတ်အောင်ဆိုတာကာကြီးတိတိတေ တချောင်းငယ်ကုံကုံပြောတာပါကုံလုံးကျွယ်ဝအောင်ဖတ်ဖူးတယ်လို့ပြောတာပါဒီတော့မြမစာဖွဲ့ဟာဘာပေါ်မှာအခြေခံပြီးတော့တပ်ပုံပြတ်ထန်းတယ်လို့မေးစရာရှိပါတယ်အဓိကကြောရိုးကဝဟာရရင်းမြစ်ပါဘာသာပြရအခေါ်နဲ့ဆိုလို့ရှိရင်တော့ etymology ပေါ့ဗျာအဲ့ဒီရင်းမြစ်ကိုဘိုးပြပြီးတော့မြမစာတပ်ပုံကိုပြတ်ထန်းပါတယ်ကျုံလို့ပြောရမယ်ဆိုလို့ရှိရင် ရခိုင်တပ်ပေါ်မှာအတန်တပ်ပေါ်မှာအခြေခံပါတယ်အတန်တပ်ပေါ်အခြေခံတဲ့နီးနဲ့ရင်းမြစ်ပေါ်မှာအခြေခံတဲ့နီးအဲ့ဒီနှစ်နီးစလုံးနှစ်မျိုးစလုံးမှာအားနေချက်အားတာချက်တွေအတီးတီးကိုကြီးကိုကြီးရှိပါတယ်ဗမာကရင်းမြစ်ကိုဘိုးပြုတော့ရေတော့အမှန်ဖတ်တော့အတန်ဆိုတာမျိုးအေးနဲ့အတန်ကွဲလွဲတဲ့ပြဿနာရှိလာပါတယ်ဒါကတိတ်မကောင်းတဲ့အချက်ပေါ့လေဒါပေမဲ့ကောင်းတဲ့အချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ရင်းမြစ် မပြောက်မပြက်ပါဘူးကာလကြာလေရင်းမြစ်မပြောက်မပြက်တာဟာအကျိုးရှိလေဖြစ်လာပါလိမ့်မယ်ရခိုင်ကအတန်တွန်းတဲ့အရေးတစ်ထက်သေးပြတ်ထန်းတာတော့အာသာချက်ကစကားပြောတတ်လို့ရှိရင်စလုံးအလိုလိုပေါင်းတတ်သွားပါတယ်စာနဲ့အတန်တစ်ထက်သေးဖြစ်တဲ့အာကောင်းချက်ပါဒါပေမဲ့တစ်ဖြည်းဖြည်းနဲ့ရင်းမြစ်နဲ့ဝေးဝေးလာတဲ့အာနေချက်ရှိပါတယ်ဒီတော့တပ်ပုံဟာ ရင်းမြစ်တစ်ခုထဲပေါ်မှာပဲဗမာကလုံးလုံးယူသလားဆိုတော့အဲ့ဒါလိုလည်းမဟုတ်ပါဘူးရင်းမြစ်အတိုင်းမဲ့အကျွင့်မဲ့လိုက်နာရမယ်လို့ပြောလို့ရှိရင်မဖြစ်နိုင်နဲ့တခြားအချက်လက်တွေလည်းရှိတဲ့အတွက်အဲ့ဒါတွေကိုမျက်ကွက်ရတဲ့ဥပမာတွေရှိပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်တစ်တာဆိုတဲ့စကားလုံးအခုပေါင်းနေတဲ့ပြတ်ထက်ထားတဲ့စကားလုံးကသွေးထိုးတာတာဝန်မှုနှလုံးစစ်ရေးချတစ်တာပါ တကယ်တော့အဲ့ဒီစကလုံးရဲ့ရင်းမြစ်ဟာတင့်နဲ့လောက်ထားတဲ့တာဖြစ်တဲ့အတွက်ကြောင့်ရင်းမြစ်အမှန်တိုင်းစလုံးပေါင်းမယ်ဆိုရင်သတ်စတဲ့တစ်တာဝဲမှုရေးချာတာလို့စလုံးပေါင်းမှာမှတ်မှာပဲဒါပေမဲ့တင့်နဲ့လောက်တဲ့တာကိုတစ်တာလို့စလုံးပေါင်းရမယ်ဆိုလို့ရှိရင်တန်နဲ့လောက်တဲ့တာကိုတန်တာကျင်းနဲ့လောက်တဲ့တာကိုကျေးတာရွှေနဲ့လောက်ရင်ရွှေတာမိခင်တစ်တာလို့ခေါ်နေကြတဲ့ဟာကိုမိခင်တာရေခဲတစ်တာလို့ခေါ်နေကြတဲ့ဟာကိုရေခဲတာလို့ ခေါ်မှရှင်းအောင်ညီပါလိမ့်မယ်။ကဲမြမသာဘွက်ကရေခဲတာမိခဲမိခန္တာလို့ခေါ်ရမယ်ဟေးလို့များပြတ်ထန်းလိုက်မယ်ဆိုလို့ရှိရယ်။စာရက်ပိတဲ့ပုံကူတွေကတော့အကျိုးကြောင့်ဆင်ခြင်ပြီးတော့လိုက်နာကောင်းလိုက်နာကြပါလိမ့်မယ်။ဒါပေမဲ့တာမန်လက်လုံလက်စားပြည်သူလူထုအများကြီးကတော့မင်းတို့ဘာသာပြတ်ထန်းခဲ့တယ်လို့ပြတ်ထန်းငါတို့ဘာသာခေါ်နေကြတိုင်းပဲခေါ်မယ်လို့သာပြောပါလိမ့်မယ်။ ဘယ်သူကမှလည်းတပ်ပုံချမ်းဝဲဖက်နေမှာမဟုတ်ပါဘူးအဲ့တော့အဲ့ဒါလိုစကလုံးမျိုးဆိုလို့ရှိရင်ရင်းမြစ်အမှန်ကဘယ်လိုပဲရှိရှိအများညီညွတ်တဲ့အတိုင်းလိုက်ရောပြတ်ထန်းပေးရပါတယ်အဲ့ဒါကြောင့်အများရဲ့ညီညွတ်တဲ့အသုံးတော့ဟာတပ်ပုံပြတ်ထန်းရမှာဒုတိယဆန်လို့ဆိုနိုင်ပါတယ်နောက်ထပ်တတိယဆန်သတ်မှတ်ချက်တမျိုးရှိပါလေအများသိပြီးတော့ အသုံးတွင်ကျနေတဲ့စကလုံးတစ်ချို့ကိုအတန်အတွက်အတိုင်းပြတ်ထန့်ပြီးရစနစ်ပါဥမာဇွဲဆိုတဲ့စကလုံးအဲ့ဒီစကလုံးဟာဆွဲမြဲနေတယ်လို့ပြောတာပါအဲ့ဒီဇွဲကိုအခုသတ်မှတ်ထားတယ်လို့ဇာပွဲဝါဆွဲနောက်တော့ပြင်းနေမပေါင်းနေအရင်းမြစ်အတိုင်းစာလုံးဝါဆွဲနောက်တော့ပြင်းနေပေါင်းပါလို့ပြောလိုက်မယ်ဆိုလို့ရှိရင်လိုက်နာဖို့ခက်ခဲပါလိမ့်မယ် ဒါအပြင်ဇွဲဟာ သူ့ဘာသာအတိတ်ပဲတစ်တောင်မှဖြစ်ထွန်းနေတဲ့လိုမျိုးဖြစ်နေပါပြီဇွဲဟာဆွဲတဲ့နည်းနည်းပိုတဲ့အတိတ်ပဲမျိုးတောင်မှထွက်နေတယ်လို့ဖြစ်နေပါပြီအဲ့လိုစကားလုံးမျိုးကိုမူလရင်းမြစ်အတိုင်းပြန်သွားခိုင်းရင်အများပြည်သူအတွက်အဆင်မပြေပါဘူးနောက်ထပ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဇွတ်ဆိုတာလဲဆွတ်လောက်တာကိုပြောတာပါကဲအဲ့ဒါကိုလဲဆွတ်လို့ပဲရေးရမယ်လို့ပြတ်ထန်းရင် အဆင်ပြေမှာမဟုတ်ပါဘူး။အဲ့ဒါလိုပဲအတန်ထွက်ကိုဆွဲပြီးတော့ပြတ်ထန်းပေးထားတဲ့စကလုံးတချို့ရှိပါတယ်။ God go gin ဆရက်စကလုံးမျိုးတွေပါ။အဲ့ဒါမျိုးတွေတော်တော်များပါတယ်။အဲ့ဒီတော့တပ်ပုံချမ်းမှာတပ်ပုံတစ်ခုအတီးပြုတ်ပြတ်ထန်းတာဟာအဲ့ဒီဆန်၃ချက်မှာတစ်ခုခုနဲ့ညီမှပြတ်ထန်းပါတယ်။ဆရာကြီးတွေကကြိုက်လို့မကြိုက်လို့ဆိုပြီးတော့ကြတော့ ူတို့ကြိုက်ရှင်မကြိုက်ရှင်ပေါ်မှာမူတည်ပြီးတော့ပြဋ္ဌာန်းလို့ရတဲ့အရာမဟုတ်ပါဘူးအဓိကဗဟုပြုတဲ့ဝင်ရောကဘောဟာရရင်းမြစ်ဖြစ်ပါတယ်အဲ့တော့အခုပြောတဲ့မာလုံးကြီးတင်တချောင်းကြီးဂါကြီးတက်ဝဆာနှလုံးပေါင်းဆိုတဲ့စကလုံးဟာရင်းမြစ်နဲ့လည်းဘလို့မှမပတ်သက်အတန်တော့ကလည်းမမှန်ဆိုတော့ဒီစကလုံးဟာဘယ်ခေတ်ဘယ်ခါမှာပဲပြဋ္ဌာန်းခဲ့သည်ဖြစ်စေမှားကိုမှားတယ်လို့ဆိုနိုင်ပါတယ် ကာလတစ်ခုမှာပြတ်ချမ်းခဲ့ဘူးတယ်ဆိုလို့ရှိရင်လည်းမှားပြီတော့ပြတ်ချမ်းခဲ့ဘူးတယ်လို့သာ ပြောရမှာပါအဲအဲ့ဒီတော့ဒုတိယဆက်သက်မဲ့ချက်ဖြစ်တဲ့လက်လုံလက်စားအများပြည်သူလူထုလူများစုကြီးကများအဲ့ဒီစကလုံးနဲ့ပိတ်ပြီးတော့အသားကျနေသလားဆိုတာမေးစရာရှိပါတယ်အဲ့ဒါလိုများအသားကျနေရင်တော့တမျိုးစဉ်းစားကောင်းစဉ်းစားရပါလိမ့်မယ်လက်လုံလက်စားတာမန်ပြည်သူအများစုကြီးကမိုးကိုအဲ့ဒါလိုစလုံးပေါင်းချပါသလား ဝေးပါလေရဲ့ဗျာဘသူကမှဘဲတာမန်ပြည်သူလက်လုံလက်စားတွေကမှလက်ညှောက်ခံပြီးတော့ဂါကြီးတက်ကြီးအပေါ်ထက်မနေကြပါဘူး